ရေမပေါ်ကြပါနဲ့ဖြစ်စဉ်ကနလပိုင်း26ရက်နေ့ကခေါင်းကိုက်တော့အဖေကစေယုံကိုခေါ်သွားပြတယ်။ဆံမကစိတ်မပူရဘူးစီးပေးလိုက်မယ်ဆိုတော့အဲ့ဒီစီးတွေကိုတောက်ပြီးအိမ်မှာပြန်လာပါတယ်ရှင်။တရက်ပဲခံပါတယ်ရှင်။စီးတောက်ပြီးနောက်ပိုင်းမှာတော့ကျောင်းသားလေးကအုံနောက်သွေးကြောတွေပြက်ပြီးတော့စေယုံတင်လိုက်ရပါတယ်။ဒီပြပြချက်ရာတားကကျမကြီးကောင်းမှုပြီးအကစားလိုက်စားသူ26ရက်နေ့ထိဘာမှမဖြစ်သေးဘူး။ဒီမနက်၄နာရီလောက်မှာအဖေတား ါကောင်းကြိုက်တယ်မတက်တာဘူးဆိုတော့နောက်နေ့မနက်7:00နာရီမှာစေယုံခေါ်သွားပြတယ်။နောက်တော့သူနာပြုကစမ်းသက်စစ်ဆေးပြီးနောက်အရေးပေါ်ခန်းထဲကိုခေါ်သွားပြီးနောက်စားရည်တွေသွင်းပေးတယ်။ည7:00နာရီအလုံးပြီးစီတော့ထွက်လာပြီးလူနာကိုအိမ်ပြန်ခေါ်သွားလို့ရပြီလို့ပြောတယ်။စေယုံမာတဲ့ကတားကတိတ်မတက်တာတဲ့ပုံစံဖြစ်နေတော့အဖေကအိမ်ကိုမခေါ်လာစေချင်ဘူး။ဒီလဲအတူရှိနေပါတယ်ရှင်။ တားကိုတက်တာတဲ့အထိစေုံမှာကိုလိုရမလားဆိုတော့သူနာပြုတ်ကမနေခိုင်းမယ်အတင်းပေးပြန်ခိုင်းတယ်ပြန်ခိုင်းနေဆိုတော့လေပြန်လာရတော့ပေါ့ရှင်မပေးနေဘူးဆိုတော့လေဘယ်ဆက်နေလို့ရမှာလဲကလေးတက်တာတဲ့အထိနေပြရစီဆိုတော့လေသူနာပြုတ်ကငင်းဆန်ခဲ့တယ်တက်တာသေးတဲ့လူနာကိုစေုံမှာထားရမှာကိုအိမ်ကိုပဲအတင်းပြန်ခိုင်းနေတော့ထူဆန်းနေတယ်သူကလေးကခေါင်းတစ်ချက်ကိုက်တာဟာတခြားဟာမဟုတ်ဘူးမိုက်ကိဖြစ်တာဒါကြောင့်မစိုးရင်ကြနဲ့ကိကောင်းတစ်ချက်ကိုက်တဲ့ယောဂါက စဉ်းစားများတာတို့အရေးပြည့်ရင်ဖြစ်တဲ့ယောဂါပါ။ဒိုင်းလို့လို့ကြားမမရွေးမိုက်ကင်ရှိတတ်ပါတယ်ရှင်။ခေါင်းတစ်ချမ်းကိုက်တယ်ဆိုတော့တာမန်ခေါင်းကိုက်တယ်ပဲထင်နေကြပါတယ်ရှင်။ယောဂါအရင်းမြစ်ကိုမသိတဲ့သူတွေကများပါတယ်။မိုက်ကင်ရှိတဲ့လက္ခဏာကခေါင်းဘယ်ဘက်သို့မဟုတ်ညာဘက်ချမ်းမှာတစ်ချမ်းနဲ့ကိုက်တာပါ။ဒီမျက်နာတွေဆိုရင်အကျောတွေကိုစွဲတင်ထားတယ်လို့မျိုးကိုက်ခဲနေတာပါ။ခေါင်းသွေးကြောတွေပောက်ကွဲမတက်ကိုတင်းရင်နေတာပါရှင်။အဲ့မိုက်ကင်သမားတွေကစီအမြဲတမ်းစောင့်ထားရပါတယ်။တောက်ပြီး ေးရင်လည်းဝါလေအောင်အိတ်ဆက်အနားယူရပါတယ်ရှင်မအိတ်လို့မရပါဘူးပိုဆိုးပါတယ်ဒါကစကားစမိလို့ပြောပြတာပါ28ရက်နေ့ညမှာတော့တားကအဖေးကောင်းတစ်ချမ်းကြိုက်တယ်သွေးကြောတွေပေါက်ထွက်မတတ်ပဲပြောတော့ဒုတိယတစ်ခါကိုစေးုံထတ်သွားပြပြန်တယ်အမှန်ရိုက်တော့ကောင်လေးရဲ့ဦးကောင်ထဲမှာသွေးကြောမြင့်တချို့ကပြတ်သွားပါတယ်ရှင် အမြန်ခွဲစိတ်ရမယ်ဆိုတော့အာချင်းခွဲစိတ်ခဲ့ကြတယ်။29ရက်နေ့မနက်၄နာရီမှာခွဲစိတ်ပြီးစီတော့ဆရာဝန်ကမိဘနှပားကိုခေါ်ပြီးပြောစရာရှိတယ်။စိတ်ခက်ခိုင်းတာ။နှုတ်ကလေးရဲ့အသက်ရှင်နှုန်းက100ရာခိုင်နှုန်းမှာ900ရာခိုင်နှုန်းပဲရှိတော့တယ်။အခုဆိုအဲ့ဒီလူငယ်လေးကအသက်ရှူစက်နဲ့ပဲနေနေရပြီးနောက်ဆုံးရက်ကိုစောင့်နေရတယ်။မိဘတွေလာတိုင်ကြရတဲ့အကြောင်းက26ရက်နေ့ကသူတို့သားခေါင်းဆက်ဆက်ကြိုက်ခြင်းနဲ့ကစိတ်ယုံကိုအရင်ဆုံးတွက်ပြခဲ့ကြတယ်။ အဲ့ဒီတဲကတေချာစစ်ဆေးရမယ်မဟုတ်လားအဲ့အတင်းပေးပြန်နေဖြစ်ချင်းကုသခဲ့ရင်ဒီလိုအခြေအနေနဲ့ကြုံရမှာမဟုတ်ဘူးလို့ဆိုတယ်ဒါလုံးဝမဖြစ်တဲ့ကိစ္စပါရှင်အခုဆိုចောင်းသားလေးကလူနာကလေးပေါ်မှာအသက်ရှူဆက်နေပဲနေနေရပါတယ် တရာရာခိုင်နှုန်းမှာအသက်ရှင်နှုန်းက900ခိုင်နှုန်းပဲရှိတော့တယ်။ဒါတရာရဲ့ရင်ဖွင့်တန်တော့စိတ်မကောင်းလဲဖြစ်ရတယ်။တငယ်ချင်းတို့ရဲ့ကောင်းတချမ်းကမခံမရက်နိုင်အောင် အရန်ကိုက်ခဲနေပြီဆိုရင်တော့စေယုံကိုသွားတာထက်အထုကုစေကံကိုအရင်ဆုံးတွက်ပြစီခြင်းပါတယ်။